ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့နေ audio book channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူ PP မန်တလေးရေးသားထားတဲ့တင်ညာင်းမြေစားသောသူနဲ့မတာရထားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါတယ်ရှင်ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနာ notification bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ ကျွန်တော်အမေကစကိုင်းတိုင်းမြို့မျိုးနဲ့အတွင်းရှိမဟုပင်ကျေးရွာအုပ်စုတွင်က တောင်းမကျေးရွာဇာတိဖြစ်တဲ့အမေကအဖေနဲ့အကြောင်းပါပြီးမန္တလေးမြို့၌နေထိုင်တော်လဲနှစ်စဉ်နှစ်တိုင်းရွာသို့ပြန်လေးရှိတယ်။ထို့အခါကျွန်တော်လဲအမေနဲ့တူလိုက်ပါသွားလေးရှိတယ်။ဖခင်မူလုပ်ငန်းမအားလဲ၍အမေလိုက်ပါခြင်းမရှိအမေရွာဖြစ်တဲ့တောင်းမကျေးရွာကထိုစဉ်အခါကလူနေအိမ်ကြီးနဲ့ပါတဲ့ရွာငယ်လေးတစ်ခုသားဖြစ်တဲ့သို့တော်လဲရွာရှိ တောင်သူများမှာတိနံဖြစ်တော့နဲ့မြေများကိုပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးအဆင်ပြေကြတယ်။အိမ်တိုင်းကိုစီ၌ဂျပန်ဆိုင်ကယ်များရှိကြသလိုလူငယ်တိုင်း၌ဟန်ဖုန်းကိုစီကင်နိုင်ကြတယ်။တချို့တောင်သူကြီးများအိမ်တွင်အိမ်စည်းကားပင်ရှိကြတယ်။ကျွန်တော်အဖိုးဦးနှံအိမ်၌ပင်ဂျပန်ဆိုင်ကယ်တစ်စီးနဲ့ဂျပန်လိုက်ထရက်ကားတစ်စီးရှိတယ်။အဖိုးမှာအသက်60ဆိုတော့ညာလဲ40အရွယ်လူလတ်ပိုင်းကဲသို့ကျန်းမာရေးကောင်းသူဖြစ်တဲ့အဖွားမှာအဖိုးထက် အသက်၄နှစ်မြကြီးပြီးဒေါအိမ်စံဟုအမည်ရတယ်။ အဖိုးကအခုထက်ထိတိုင်လေယာများကိုဦးစီးနေဆဲဖြစ်တယ်။ဤသို့ဆိုရရင်အဖိုးကဘာကြောင့်လေယာလုပ်ငန်းခွင်ကိုမဦးစီးရလဲဟုမေးစရာရှိတယ်။အဖိုးဦးနဲ့ကလေယာလုပ်ငန်းခွင်ထက်အခိယထူးခြင်း၌ဝါသနာထုံးနေ။ညမတိုင်းရင်စေးဖြစ်တဲ့ဘိန်းတော်ပညာအတက်ကိုလည်းကျမ်းကျင်သူဖြစ်တဲ့ရွာ၌ကျမ်းမရင်နဲ့ပတ်သက်၍ဇေယဝင်စေးမူတူနာပြုစသည်လို့ရှိ냐လဲ။အဖိုးနဲ့မကင်းသူကများတယ်။အဖိုးဦးနဲ့ကြောင့်ကျမ်းမသွားသူကများတယ်။ အဖိုးကငယ်ရွယ်စဉ်ကတော့လေယာလုပ်ငန်းကိုတဆိုင်မမတ်လုပ်ကင်ခဲ့သူဖြစ်တဲ့အဖိုးဘိန်းတော်စရာဖြစ်ရတဲ့အကြောင်းရင်းခံမှာအသက်38နှစ်အရွယ်၌အဖိုးကအပြင်းပြားတယ်ဟုဆိုရဲတိမ်မတက်ပင်ဝေဒနာပြင်းခဲ့တယ်။ကံကောင်းထောင်းမစွာအသက်ဘေးမှကျော်လွန်နိုင်ခဲ့ပြီးနောက်အဖိုးကဘလို့ဖြစ်တယ်မသိသူ့ယောဂအားအမြင့်ပြည့်အောင်စေကူတာပေးတဲ့ရွာဦးကျောင်းစရာတော်နဲ့တွဲ၍အကီးရဲ့လိုင်းတို့ဒဆိုင်မမတ်လိုက်ခဲ့လေတော့တယ်။အဖိုးရဲ့ဆရာဖြစ်သူမှာတခြားသူမဟုတ်ရွာဦးကျောင်းကကျောင်းနိုင်စရာတော့ ဥတည်ဇနီးရပဲဖြစ်တယ်။ယခုကဲတော့ကျွန်တော်အဖိုးဦးနဲ့အကြောင်းပြည့်စုံစွာအစီရင်ခံနေရခြင်းမှာအမေပြောပြတဲ့အဖိုးဦးနဲ့ထူးဆန်းတဲ့အဖြစ်အပျက်များအကြောင်းကိုဖော်ပြလိုရဖြစ်ပါတယ်။အဖိုးဦးနဲ့ရဲ့ပညာအစွမ်းအချို့ကိုထုံနှုတ်ဆိုရမယ်ဆိုရင်ညရာတီကျောင်းပည့်ရက်တစ်ခုမှာကျွန်တော်ကအမေနဲ့အတူတောင်မရွာသို့တစ်ခေါက်ရောက်ခဲ့ပြန်တယ်။ကျွန်တော်မှာတကြံရံများအတွင်မြို့ပေါ်ကတငယ်ချင်းများနဲ့အတူပျော်ပါကား မန္တလေးကျုံမြို့တပတ်လေကရေပက်ခံမန်းတက်များတို့ရေပက်ခံတွက်မယ်ဟုကျုံမသားသမျှတဲတဲရေသွန်တကဲတို့ရှိတော်တယ်။ထိုချိန်ကကျွန်တော်ကအထက်တန်းဆောင်မွဲဖြေပြီးပြီလေ။လူပြိုတဘာဝမျိုးနိုင်သားတငယ်ချင်းများနဲ့အတူပြောကျင်တော်လဲ။အဖေကမင်းမင်းနဲ့လိုက်သွား။ငါအလုပ်ပြီးတာနဲ့နောက်ကလိုက်ခဲ့မယ်ဟုတချက်လို့အမိတ်ထုတ်ဆင်းလိုက်ရ။ကျွန်တော်မှအဖေကိုကြောက်ရတာကြောင့်လိုက်ခဲ့ရပြန်တယ်။ မိဘတဘာဝတော့တကြံတွင်လူငယ်တဘာဝတောက်စားမှုရဲ့ပြီးတွေးစုလွဲကရံဖြစ်ကြမည်ကိုဆိုရင်၍ရွာတို့တမင်ခေါ်ဆောင်ကြခြင်းဖြစ်လိမ့်မယ်တို့နဲ့ရွာရောက်တဲ့အခါကျွန်တော်လည်းပြင်းပြင်းရှိလာတာကြောင့်အမေရဲ့အမျိုးများဖြစ်ကြတဲ့ဂျီဒေါ်လာအိမ်တို့သွား၍လယ်နေတတ်တယ်ဂျီဒေါ်လာကကျွန်တော်ကိုလည်းငယ်စဉ်ကထိန်းချောက်ပေးခဲ့သူဖြစ်ရာချစ်ခင်ရှာတယ်ရွာ၌တနေ့တမျိုးမြမမုံအမျိုးမျိုးကိုမထက်ရအောင်လုပ်ကြွေးတယ်ဂျီဒေါ်လာရဲ့တမီးကြီးမမြင့်သေးကအိမ်နောက်ကြပြီးဖြစ်တော်လဲဂျီဒေါ်လာနဲ့အတူနေတယ် ယောက်ျားမလေးရှားကိုတွား၍အလုံးလုံးနေတယ်။မမြင့်ထေ၌နှစ်နှစ်အရွယ်သားယောက်ျားလေးတယောက်ရှိတယ်။စကားတတ်တယ်။လွန်စွာချစ်စရာကောင်းတယ်။အမိမာကောင်းဆက်နိုင်ဟု၍ကျွန်တော်တို့ကတော့ကောင်းကောင်းဟုသာချစ်စနိုးခေါ်ကြတယ်။ထူးဆန်းဒီမှာထိုကလေးကလူကြီးများမျက်ကွယ်၌မြေကြီးများကိုတတ်မှတ်စွာစားခြင်းပဲ။ထို့သို့စားပြီးရင်အော်အန်တတ်တယ်။နေထိုင်မကောင်းဖြစ်တတ်တယ်။ခင်အမြင်အရာကြည့်ရင်ထို့သို့မြေကြီးကဲများမြေစာကဲများစားခြင်းကကလေးရဲ့ဝမ်းတွင်းအင်္ကာမျိုးတစ်ချိန်၌ကောင်းစွာဒုက္ခပေးနိုင်တယ် ထို့ကြောင့်ကျွန်တော်ကကောင်းကောင်းအားမြေစာကဲများမဝါရအောင်ကြိရှိပေးရလေတယ်။သို့တော်လည်းတနေ့၌ကောင်းကောင်းကလူကြီးများအလင်း၌နောက်ဖေးကမြေကြီးကဲများကိုတမြုံမြုံနဲ့ဝါနေရင်တက်ပါလေတော့တယ်။အမမမြင့်ထင်ကအချိန်မီမြင်တွေ့၍ကလေးကိုလက်ထိုးအန်ခိုင်းခြင်းကျောင်းမကိုနှိမ့်နယ်ပေးခြင်းစသဖြင့်ပြူးစုလေးမှကောင်းကောင်းမှတတိပြန်လဲလာတယ်။သို့တော်ကလေးမှလက်ထိုးအန်နာကြောင့်အတော်ပင်ဖြူပြော့နွမ်းဖက်နေရှာတယ်။အသက်ကိုပင်မနှဲလူရှူနေရတယ် ကြီးတော်လာကသူမီးရဲ့အတွက်စိတ်ပူပန်သည်ဖြစ်ရာဘသူမှမပြောဘဲကျွန်တော်အဖိုးဦးနှက်ကိုသွားပင်နေအမမမြင့်တည်းကတက္ကသူကဖွဲရထားတဲ့ကျောင်းဆရာမတဦးဖြစ်လျာအဖိုးလိုဘိန်းတော်ဆေးဆရာကိုအာမကိုလိုအင်္ဂလိပ်ဆရာဝန်ကိုသာပြေးပင်လို့တယ်သို့တော့ကြီးတော်လာကအဖိုးဦးနှက်ကိုပင်ခဲ့ပြီလည်းဖြစ်ဦးနှက်မှာအဖိုးလဲတော်ဆန်းနေလျာဘာမှမပြောတာတော့အဖိုးဦးနှက်ကရောက်တာနဲ့အမမမြင့်တည်းပေါင်မောကကောင်းကောင်းကိုစမ်းသက်တယ်ကောင်းကောင်းရဲ့မျက်ခွန်ကိုလမ်းနဲ့အပေါ်ပင်၍ မြတ်တငယ်အိမ်ကိုစစ်တယ်လက်ကဝတ်ကိုစမ်းတယ်ဥကောင်းကိုငုံစီပြီးခုံးဆက်ကိုကြည့်တယ်ပြီးတော့ထီလမ်းမက်ပြက်ပိုင်းလေးနဲ့ထုတ်ထားတဲ့ဆေးမုံအချို့ကိုအဖိုးဦးနှက်ကလက်ညိုးလက်မနဲ့ပုတ်ချေ၍ကောင်းကောင်းရဲ့နာဝါသို့တိုးထီရာရှူဆိုင်စေတယ်အံ့ဩစရာပင်စောနာအသက်ကိုခက်ခက်ခဲခဲရှူနေရတဲ့ကောင်းကောင်းကအသက်ရှူလမ်းကြောင်းပွင့်သွားဟန်တူတယ်ပုံမှန်အသက်ပြန်ရှူလေတယ်ကျောင်းစီယာမမမြင့်သေးမှာအဖိုးရဲ့စေးစွမ်းကိုအံ့ဩနေတယ် လက်တက်စလောက်ရှိတဲ့စက်ကူတုတ်ထဲကစေမုံအနှဲငယ်များနဲ့ယောဂါကိုယူပစ်တယ်လို့ပြအောင်ကုသနိုင်တာကိုအံ့ဩနေခြင်းပဲဖြစ်တယ်။အဖိုးဦးနှက်ကစကားကိုရှေးရှေးဝေးဝေးပြောတတ်သူမဟုတ်တာကြောင့်လေတံမှန်နဲ့ကြီးတော်လာအားတူတူတုတ်တုတ်မှားတယ်။မလနိမ့်မီကိုမနှက်ပြန်ကြရင်တင်းချိုင်းမီယူကြည့်လိုက်။နောက်ဘယ်တော့မှမြည်ကြီးမစားတော့ဘူး။နိမ့်မီကတင်းချိုင်းမီချင်းချင်းတက်နေတာဟ။ចောင်းစီယာမမမြင့်သေးမှချက်ချင်းမျက်နှာပြက်သွားတယ်။မမမြင့်သေးကပညာတက်လဲဖြစ် ထထမ်းမြတ်မြတ်လဲပြောတတ်ဆိုတတ်ဖြစ်လျာအဖိုးတော်ဆက်သူဦးနဲ့အားချက်ချင်းခွန်တော့ဆိုတဲ့ဟိုရှင်မဟုတ်တာကလေးကမြေကြီးစားလို့ခုလိုဖြစ်တာလေဖိုးလေးရဲ့ဒါကိုတင်းကြီးမြေထက်ကြွေးရမယ်ဆိုတာတော့မဟုတ်သေးပါဘူးကျမသဘောမတူဘူးဖိုးလေးအဖိုးကထိုင်နေရမှထားတယ်မမြင့်သေးရငုံကြည့်ရဒါတော့နင့်သဘောပဲမြင့်သေးနင့်သားနောက်တစ်ခါမြေဆိုင်ကဲဝါးစားလို့တခုခုဖြစ်နင်းဖြစ်ပဲဆိုတာတော့အမှတ်ထားမမြင့်သေးအားထို့သို့ငေါဆက်ဆက်ပြောအပြီးအဖိုးကဒေါ်လာဘတ်သို့လှဲကား ကဲငါပြန်မိမလားဒီကနေ့နေ့မီအသက်ကိုငါပြန်ယူပေးပြီးနောက်တခါဆိုရင်တော့ငါလည်းတက်နိုင်မယ်မထင်ဘူးအဖိုးကထို့သို့ပြောပြတာနဲ့ဂျီတော်လာတို့အိမ်ကနေချက်ချင်းပြန်သွားတယ်အဖိုးကအနှဲငယ်စိတ်တို့သွားဟန်တူတယ်အဖိုးကိုခြံဝါအထိဂျီတော်လာကလိုက်ပို့ရင်တောင်းမှန်တယ်ဒီကောင်မမြင့်သေးကိုဖွေမယူပါနဲ့ဦးကြီးရဲ့ဒင်းကိုစားကျမတောင်းမှန်ပါတယ်စိတ်ချဦးကြီးမနှဲပြန်ကြရင် ကျမတင်းကြီးမြေသွားယူပြီးကလေးကိုကျွေးလိုက်ပါမယ်တခြားဘာလို့เสียကြံသေးလဲဦးကြီး တင်းကိုင်းမြေယူလာရင်နည်းနည်းပဲယူအဲ့ဒီမြေတော့ကောင်းအောင်ကျွေးမကုံလို့တခြားဆုံးဖြစ်တာမျိုးလုံးဝမလုံးမိစေနဲ့ကလေးစားပြီးခနာဆောင်ကြည့်ထူးကြတာတခုအံ့လိုက်မယ်အဲ့ဒါကိုငါစီယူခဲ့ကလေးကိုဘသူလုပ်တယ်ဆိုတာငါစစ်ကြည့်ပေးမယ်အဖိုးဦးနဲ့ကထို့သူမှာသွားပြီးထွက်သွားလေတယ်အဖိုးထွက်သွားမှဂျီတော်လာကအိမ်ထဲပြန်ဝင်က မမြင့်သေးအားစူတယ်မြင့်သေးညီအေးညီเจ้าမှာသာဆရာမလုပ်လို့ရမယ်ငါအိမ်မှာတော့လာပြီးဆရာမလုပ်နဲ့ ီးပါနားလေလို့အဖိုးလေးကိုခံပြောနေရလဲညီတို့ငငယ်ကအဖိုးလေးရဲ့ပရာဆင်းနဲ့ပဲအသက်ဆက်ခဲ့ရတာကိုခုလိုပြန်ကျေးဇူးဆက်နေရလားညီနဲ့အေးပြောလဲပြောထွက်ရဲတယ်နင်မလုပ်ချင်နေငါမီးကိုငါမနဲ့ပြန်ကြတင်းကြီးမြေယူကျွေးမယ်ငါလုပ်ချင်တာကိုလုပ်မယ်ငါ့ကိုဘာမှလာအတွတ်မတန်းနဲ့မမြင့်တေးမှာဒေါ်လာကိုငယ်ကြောက်ပြေရဒေါ်လာဒေါသထွက်နေမှသိ၍တခေါမှခံမပြောရင်မမြင့်တေးယခုယူထားတဲ့ယောက်ျားကိုကြီးဒေါ်လာကသဘောမကျမပေးစားခြင်း ဒါအိုမမစ်တေကဒီယောက်ျားမဒီယောက်ျားဖြစ်ပြီးဂျီဒေါ်လာသဘောမတူတဲ့ကြောင့်ကိုရလိုက်ခဲ့တယ်။နောက်တော့ဂျီဒေါ်လာကမမစ်တေကိုလက်ထပ်ပြီးတာနဲ့ယောက်ျားနောက်ထဲလိုက်တယ်။မကြပါမမစ်တေကယောက်ျားမအိမ်ကနေဆင်းလာပြီးအမေအိမ်ပြန်ရောက်လာတယ်။မမစ်တေခင်မောနိုင်အမားနှမများလည်းရှိတယ်။ပညာတတ် မမစ်တေနဲ့ထိုရောက်မများမှမတက်မကြခဏရံပြေးရလေးရှိတယ်။ရောက်မများကစီကံမရှိဟုဆိုတဲ့ဂျီဒေါ်လာမှဒါရီကိုအရှိတွေးထားတာကြောင့်သဘောမတူခြင်းဖြစ်တယ်။ မမြင့်တီအားလက်ခံလို့ရမဟုတ်တော့လဲမီလေးကောင်းကောင်းကြောင့်လက်ခံခဲ့ခြင်းဖြစ်တဲ့ထို့ကြောင့်မမြင့်တီကသူ့ပြင်းတဲ့သူဆိုတော့လဲအမေဖြစ်သူအားကြောက်ရတယ်နောက်တနေ့၌ဂျီတော်လာကကျွန်တော်အားခေါ်၍တင်းကျိုင်းမြေသို့ဆိုင်ကင်းနဲ့လိုက်ပို့စေတယ်။တင်းကျိုင်းသို့ရောက်တော့ဆိုင်ရပိုင်ရအားခွင့်တောင်းခံ၍တင်းကျိုင်းမြေအနေငယ်ကိုစက်ကူနဲ့ထုတ်ယူခဲ့တယ်။နေ့လယ်နေ့ကင်းဖြစ်၍ကျွန်တော်ကတင်းကျိုင်းကိုရောက်တော့လဲကြောက်လန့်ခြင်းမဖြစ်မီ။သို့တော့ဂျီတော်လာကဆိုင်ရပိုင်ရကိုခွင့်ပန်တဲ့အခါ ကျွန်တော်ချက်သိမ်းဖြန်းဖြန်းထားမိတယ်။အပြန်တွင်ဂျီရိုလာက စကားတခွမမဆိုတော့အိမ်ကိုရောက်အောင်သာမောင်းခဲ့တယ်။ဂျီရိုလာက သူ့မိကောင်းကောင်းအားခေါ်၍ယူလာတဲ့တင်းကြိုင်းမီကိုခွန်လေတယ်။ကောင်းကောင်းကအစာပထမ၌မြေကြီးကြိုက်သူဖြစ်ရာမြင်းရှက်စွာစားတယ်။သို့သောအနှဲငယ်များစားပြီးတဲ့အခါမျက်နှာမှာနှီးမြန်းလာတယ်။ပါးစပ်ကလည်းပြုတ်ဝံတယ်လို့လို့အန်ကျင်တယ်လို့လို့ပြလေတယ်။ကြီးတော်လာကယူလာတဲ့မြေကိုကုန်စင်အောင်ကျွေးရမှာမို့ကောင်းကောင်းကိုချော၍ကျွေးရပြန်တယ် ကောင်းကောင်းကမစားခြင်းစားခြင်းနဲ့ယူလာတဲ့တင်းကြိုင်းမြေများကိုကုန်စင်အောင်စားရတယ်။နောက်ဆုံး၌ကောင်းကောင်းတယောက်မြေကြီးစားပြီးထိုးအပ်လေတော့တယ်။အံ့ဩစရာပင်ကောင်းကောင်းအံနဲ့အံဖက်များက အစိမ်းရောင်အဖက်များဖြစ်နေတယ်။ထိုထဲတွင်ကော်နဲ့ပြုတ်လုထားတဲ့အယုတ်တဲ့အစိမ်းရောင်အဖက်တစ်ခုလည်းပါလာတယ်။ကျွန်တော်မှထိုးရအားမတင်ကဖြစ်ရမယုံမရှာနိုင်မဲအံဖက်များထဲမှနှာယူကြည့်မိတယ်။အယုတ်မှာခြေလက်ဥကောင်းများပါတဲ့လူတံတန်ဖြစ်တယ်။ အထင်ရှားတော့မဟုတ်ဥပမာဆိုရတော့စက်ကူစားကိုလူရုပ်တပ်ပွဲကက်ကြီးနဲ့ကြိုက်ထားတကယ်တော့ခက်သေးသေးအယုတ်လေးဖြစ်လေတဲ့အော်ပဲကောင်းတာကဝမ်းပိုက်တဲ့အနေကြရတော့အစာချေစနစ်ကမချေဖြတ်နိုင်ခြင်းဖြစ်တဲ့ကျွန်တော်လဲထိုးရုပ်ကလေးကိုအဖိုးအားပြသရင်တင်စီထားလိုက်တယ်မပြန့်ခင်တော့အမမမြင့်သေးအားပြသရအောင်မယ်ဟုတေးမှတ်ထားလိုက်တယ်ကလေးမှာအံပြီးတာနဲ့အလွန်ပေါ်ပါသွားဟန်ရှိတယ်ခါတိုင်းလိုမျက်နှာဖြူပြောခြင်းမရှိကြီးတော်လာကကျွန်တော်အားတောက်ရီတစ်ခွက်ခတ်ခိုင်းတယ် ကျွန်တော်ကရေခတ်ပြီးပေးတော့သူမြေကောင်းကောင်းအားတိုက်တယ်။ရေတောက်ပြီးတာနဲ့ကောင်းကောင်းကရှင်ပြစွာစော်ကစားလီတော့တယ်။ယခုမှကျွန်တော်လည်းတက်ပြင်းချနိုင်တော့တယ်။ကြီးတော်လာကကျွန်တော်အားကဘယ်နဲ့ရှိစားဟူသောမျက်နှာပေးနဲ့ကြည်နေတယ်။ဘယ်အချိန်ကဝကတ်ထရံကိုကြွေရချောင်းကြည့်နေတယ်မသိရတဲ့အမမမြင့်တေကဝမ်းနေဝမ်းသာမျက်ရည်စာများနဲ့ကျွန်တော်တို့ရှိရာသို့ထွက်လာတယ်။အမမမြင့်တေကြည်ရသည်မှာသူသားကောင်းဆက်နိုင်အရင်ကလိုရှင်ပြစွာစော်ကစားနေတာကိုမြင်တွေ့ခဲ့ဟန်တူတယ် အမေကျမအဖိုးလေးကိုကြော့ပြီးတောင်းပန်ပါမယ်အမေစိတ်မစင်းရဲစေရပါဦးနော်နောက်နေ့အမမမြင့်ထေကသူပြောတဲ့အတိုင်းအဖိုးလေးဥနဲ့ထန်သွား၍မုတ်တုတ်အချိုးနဲ့ရှေခိုးဦးကြကြော့တောင်းပန်နေအဖိုးလေးကပြုံးလဲမပြုံးစိတ်ဆိုးဟန်လဲမပြကလေးကငယ်သေးတယ်နောက်တခါနာရေးပို့သွားရင်ကလေးကိုတင်းချိုင်းခေါ်မသွားနဲ့ခေါ်သွားရင်လည်းကလေးကိုလွှတ်မထားရအောင်ထိုအခါမှမမြင့်ထေကတတိယသွားတယ်လောက်ပေါ်ကိုင်းဖက်ចောင်းဆရာမတယောက်ရဲ့မိခင်ကြီးဆုံးမသွားစဉ်က ကလေးကိုချီးပိုး၍နာရီပိုးခဲ့မိတယ်။မိစေဖြစ်သူမှာမိခင်ဤမိသားကြိုးစင်မူးမစ်လဲသွားတာကြောင့်ကလေးကိုအောက်တို့ချကသူပြုစုပေးခဲ့တယ်။ကလေးကိုတရီလက်လွတ်ထားမိစဉ်ကလေးကတင်းကြိုင်းမြေပေါ်မှာလွတ်လပ်စွာစော့ကစားနေခဲ့တယ်။မကြပါကလေးကိုတန်းစူးချစ်ချစ်ကြားလိမ့်မမြင့်တရသားငယ်ကိုတရီရကလဲကြည့်မိတယ်။ကလေးကမြေပုံမှုမှုတစ်ခုပေါ်မှာမှောက်ရက်လဲနေရမှပြန်မထနိုင်ရှာမမြင့်တေအလောတကောပြေးတူရတယ် ထိုညာစား၍တားငယ်ကောင်းကောင်းကညာဘက်တီကြောက်လန့်တကြလန့်နိုးတက်တဲ့ထိုကမြေစာခဲစားတဲ့အကျင့်မှာထိုချိန်မှစားခဲ့ခြင်းဖြစ်တာကိုသတိထားမိတယ်။ဖြစ်နိုင်သည်မှာတင်းကြီးမြေမှာပရာလောကသားကလေးငယ်၌ဝင်ရောက်လိုခြင်းဖြစ်လိမ့်မယ်။ကလေးကထိုပရာလောကသားအားချကျွေးထားတဲ့ခေါ်စာအုပ်များစားခဲ့မိလေသလား။ဤရက်ဒေသရှိအချိုမိဘများက ကွယ်လွန်သူကလေးငယ်တို့အားမုန်းအယုံများပြုလုပ်၍ခေါ်စာပြစ်ကျွေးလေးရှိကြတယ်။ထိုခေါ်စာကိုကလေးကဝါမျိုးမိခြင်းဖြစ်မယ်။ နောက်တော့အဖိုးကခေါ်စာရုပ်ကိုကြည့်၍ပြောပြတယ်။ကလေးကိုမြေချင်းစားဆုံးပြူစားသည်ဟု အဖိုးပြောတဲ့ခေါင်းတလာတွန်းလေးဤဒုမဟုတ်မသားရထား။တခါတရံအဖိုးကစိတ်လိုလဲရနဲ့ကျွန်တော်အားသူငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ထိတ်လန့်၆ချောင်းပွဲရာပရာလောကအဖြစ်ပြက်စန်းတို့ပြန်ပြောင်းပြောပြလေးရှိတယ်။အဖိုးတို့ငယ်ငယ်ကဒီအရက်မှာလူတယောက်သေးရင်မသားရဲ့ကိုတိုင်းနဲ့ပြင်အခေါင်းရိုက်တယ်။ပြီးရင်အဲ့ဒီပြင်အခေါင်းကိုလေးပိန်တက်ရှေ့ဆွဲနောက်တွန်းလက်တွန်းလေးပေါ်တင်ပြီး မတားကိုတင်းငိုင်းပိုးရတဲ့လူလေးရနောက်တော့အဲ့ဒီလေးဘိန်းတက်တွန်းလဲကိုလူငယ်တွေကမန်တန်နဲ့အလားဆင်ကြတာပေါ့အကောင်းကိုအတွန်းအယွန့်နေပါတဲ့အမိုးမန်တန်နဲ့ထဲကြတယ်မန်တန်နဲ့ဆိုတော့တော်တော်တော့ကြည်ကောင်းတာပဲဟေးတွန်းရတာလဲပို့ပြီးလေးသပေါ့ရှေ့ကစွဲတဲ့သူကစွဲနောက်ကတွန်းတဲ့သူကတွန်းပေါ့အရင်ကရွာလန်းဆိုတာမြေသားလန်းလေညီညီညာညာရှိလာတာမဟုတ်ဘူးအကောင်းကိုပြုံးမကြအောင်လဲဂယူးဆိုင်တွန်းရတယ်ကွ ကိုယ့်အိမ်ရှိသူ့အိမ်ရှိအခေါင်းပြုတ်ကြရင် နမိတ်မကောင်းဘူးလို့ယူဆကြတာ ਉ အခေါင်းပြုတ်ကြတဲ့အိမ်တော့နားရပေါ့ကွာဖြစ်လဲဖြစ်ဘူးတော့ရွာလူကြီးကအခေါင်းတွန်းလဲတွန်းတဲ့လူငယ်တွေကိုကြကြမမတ်မာထားတကွယ်အကယ်၍အခေါင်းပြုတ်ကြခဲ့သည်ရှိသောမသာတွန်းလဲတွန်းကြတဲ့ကာလာသားတွေကခေါင်းကတဲ့အနီးအပါကအင်ရှင်ကျင်းတဲ့အထိပေးရော်ရမယ်လို့အမိန့်ထုတ်ထားရတယ်လူငယ်တွေဆိုတော့အရက်သေးစားတောက်စားပြီးမှတွန်းကြတာ ਉ အဲ့ဒါကြောင့်တကြီးကမဖြစ်တဲ့နာမဖြစ်ရလေအောင် အမိတ်ထုတ်တိုင်းကျွန်တော်ကအလွန်စိတ်ဝင်စားသွားပြီးအဖိုးဖြစ်လဲဖြစ်ဘူးတယ်ဆိုတော့အခေါင်းကျသွားတဲ့နေရာအင်ရှင်မိသားစုကဘာဖြစ်လို့ဒီလိုအမိတ်ထုတ်ရလဲအေးဘာဖြစ်လဲဆိုတော့တအိမ်လုံးကောက်ခါခင်ငါကြီးဖျားကြတကွပြီးတော့လူသေးတယ်လေအကောင်းကြီးကနေရုတ်တရက်ကြီးဖျားနာပြီးသေးတာနော် တိုက်ဆိုင်နာများလားအဖိုးရဲ့လူသေးကဘာလုပ်နိုင်မှာမို့လို့လဲအဖိုးကခေါင်းကိုတဆတ်ဆတ်ညှိရင်းကျွန်တော်စကားကိုသဘောကျစွာနဲ့ အေးပေါ်လူလေးကလူတွေကတော့ဘာလုပ်နိုင်မှာလဲဒါပေမဲ့လူလေးမမြင်နိုင်တဲ့ပရလောကသားများကတော့သူတို့ရဲ့ကမ္မစိတ်ထီလို့ခေါ်တဲ့ပေကိုအစွမ်းနဲ့လူကိုပြုစားလို့ရတကွဘလောက်ထိလုံးရလဲဆိုတေအောင်ထိလုံးနိုင်တကွယ်ကံနေချင်းဆိုခံရတဘော့ကွယ်အဖိုးဆိုလိုတဲ့တဘောကပြုတ်ကြတဲ့အလောင်းအားတွေ့ကက်လိုက်ပါလာကြတဲ့ပရလောကသားများကိုဆိုချင်းဖြစ်တဲ့ထိုချင်းကအဖိုးရဲ့တငယ်ချင်းမဖြစ်တဲ့မနှွေးနှွေးအောင်ရဲ့အဖြစ်ကို အဖိုးကအောက်ပါအတိုင်းစီကာပတ်ကုန်းအနူးစိတ်ပြောပြလေတော့တယ်။ခေါင်းတလားရေကမတာအလောင်းရဲ့ရန်ညူအခန်းပရင်ပေါက်ကလမ်းမဘက်လှည့်ထားတယ်ဆိုတော့နှွေးနှွေးအောင်ကပရင်တကားပေါင်ပေါ်လက်ထောက်မေးတင်ရင်မျက်ရည်များတွေ့တွေ့ကြားလျက်ရှိတယ်။မကြခင် လမ်းမပေါ်ကိုသူ့ချစ်သူကိုများတင်ဖြတ်လာတော့မယ်။ကိုများတင်ကဒီတကြိမ်နောက်ဆုံးဒီအိမ်ရှိကိုဖြတ်သန်းခြင်းဖြစ်တယ်။နောက်နောက်ပဲတော့မှကိုများတင်ကသူ့ချစ်တဲ့နှွေးနှွေးအောင်တို့အိမ်ရှိကိုဖြတ်သန်းလိုက်မယ်မဟုတ်တော့ပါ။ဟုတ်ပါတယ် ကိုများတင်ရဲ့အတမ်းမဲတဲ့ရေလောင်းကိုတင်ထားတဲ့မတတွန်းလဲရမကြမီနွိနွိအောင်တို့အင်ရှည်လမ်းမှဖြတ်တန်း၍တုတ်တန်တို့သွားလိမ့်မယ်ဖြစ်တယ်။မြတ်တင်နဲ့နွိနွိအောင်ကတမီးကြီးစားများဖြစ်ကြတယ်။တအူးကိုတအူးအသက်ပေး၍ပင်ချစ်ခင်ကြသူများဖြစ်တယ်။သို့တော်နွိနွိအောင်ရဲ့မိဘအမောင်ဘွားများကမြတ်တင်နဲ့သဘောမတူနွိနွိအောင်မိဘများကရွာမှာတော့အသင်းအတက်ကြွယ်ဝကြတဲ့တောင်သူကြီးများဖြစ်ကြတယ်။မြတ်တင်ကဖတ်တဆိုးသားမိခင်မိုးဆိုးမကြီးနဲ့ပင်ပင်မမန်းလောက်ကန်စားတောင်းရတယ်။ ထို့ကြောင့်များတင်ကဆင်းရဲတယ်ဟုဆိုနိုင်တယ်။နွေးနွေးအောင်ရဲ့မိဘများကတခြားလေပိုင်းရှင်းသားနဲ့ပေးစားလိုကြတယ်။အဲ့ဒီတော့များတင်နဲ့နွေးနွေးအောင်ကိုခွဲကြတယ်။မပေးစားနိုင်ဟု လေးတန်ပစ်ကြတယ်။ခတ်တာများတင်ကလည်းငယ်ကြီးစားဖြစ်တဲ့နွေးနွေးအောင်ကိုမခွဲလို့နွေးနွေးအောင်ကလည်းမိဘများကြောင့်သာတွေးခွင့်မရပေမဲ့များတင်ကိုသာချစ်တယ်။များတင်နဲ့တော့ပေါင်းဖက်လို့တဲ့ဒီလိုနဲ့များတင်ကနွေးနွေးအောင်ကိုခိုးပြရန်ကြံတယ် ညတင်ကနွေ့နွေ့အောင်အိမ်ရဲ့ပြင်ထွက်မဲ့အချိန်ချောင်းနဲ့လူကြီးများလစ်တာနဲ့သူနွေ့နွေ့အောင်ကိုခေါ်ပြေးမယ်ဖြစ်တဲ့နေသားနဲ့နေတနေမှာနွေ့နွေ့အောင်က သူတို့အိမ်နဲ့လေးရင်ကျော်ကမမခင်တို့အိမ်ကိုပဲပို့သွားတယ်။ချောင်းနေတဲ့ညတင်ကထိုအခွင့်အရေးကိုလက်လွတ်မခံနွေ့နွေ့အောင် လက်ဆွဲ၍ခေါ်ပြေးလေတဲ့။သို့တော့ကံမကောင်းစွာနွားစာသေး၍ပြန်လာတဲ့မနွေ့နွေ့အောင်ရဲ့အကိုနှစ်ယောက်ရဲ့နွားလဲနဲ့ပပင်းတိုးတဲ့မနွေ့နွေ့အောင်အကိုနှစ်ယောက်ကညတင်ကိုထိုးကြကြိတ်ကြတယ် မြတင်လည်းပြန်၍ခုခံနေယောက်ျားသားတွေရံဖြစ်ကြပြီဆိုတော့စုညာပေါ်လို့ရိုက်ကုန်တယ်။မန်ရွေနှင်းအောင်ရဲ့ဖခင်ကြီးဦးကျော်စောကသူ့သားနှစ်ယောက်ရံဖြစ်တယ်ဟုကြားလာကြောင်းမြတ်ကြီးအောင်ဒါဆွဲ၍ထွက်လာတယ်။မြတင်လက်လျှော့၍ထွက်ပြေးရတယ်။ဒါတောင်မန်ရွေနှင်းအောင်ရဲ့အကိုတယောက်ကမကျေနပ်နိုင်သေး။ဖခင်ထံမှဓာတ်ကိုလူ၍မြတင်နောက်သို့အတင်းလိုက်တယ်။ဓာတ်မတရွာလုံးအော်အော်တောင်းနေဖြစ်ကုန်တော့တယ်။မြတင်ကဓာတ်ကင်ထားတဲ့မန်ရွေနှင်းအောင်ရဲ့အကိုအား လက်လွတ်ရင်မဆိုင်ဝန်းတာဖြစ်၍အိမ်ချိုအိမ်ချာခြာချိုခြာချာထွက်ပြင်းရတယ်။ဖန်နှင်းနှောင်ရဲ့အကိုရံမှလွတ်တော်လဲညတွင်ခမားခြေဘဝတန်ဆူးခံရတယ်။နောက်တော့ရွာလူကြီးရောက်လာပြီးပြန်ပြေးပေးတာကြောင့်ပွဲရပြီးသွားတယ်။မပြီးတာကညတွင်အခုညတွင်ဆုံးတာကအဲ့ဒီတန်ဆူးတဲ့တံရကြောင့်ဆုံးတာမိခိုင်ပိုးဝင်တာလို့ပြောတယ်။တံရကိုပြီးဆက်လဲရေနံကြီးတုပ်ပြီးပြစ်ထားတော့မိခိုင်ပိုးဝင်ပြီပေါ့။ရှံပွဲအပြီးရှေးရမြောင်းနေမှာညတွင်ကွယ်လွန်နေ ကြားကစားမနှင်းနှင်းအောင်ခမများမယုံနိုင်ဝန်းနေပက်လက်ငိုကြွေးရှာတယ်အခုတော့မယုံလို့မဖြစ်မကြခင် သူတို့အိမ်ရှိရမြတဲ့အာသူဘချာလာတော့မယ်ဖရင်တကားကနေမနှင်းနှင်းအောင်ခမများမြတဲ့အလောင်းတွန်းလာမယ်မသာတွန်းလဲကိုမျောနေရှာတယ်မကြပါမသာတွန်းလဲကိုရွာကကာလာသားတချို့မူမူယူယူနဲ့တွန်းလာကြတယ်ညတဲ့အာသူပပို့ဆောင်ကြတဲ့သူတွေလည်းပါလာကြတယ်။မုံဆိုးမဒေါခင်ဝင်းကတော့သူသားနာမည်တတာပြီးဝမ်ပန်တနဲ့အော်ဟင့်ငိုယူလာတယ် ရွာကာလာသားတို့ထုံးစံခေါင်တလားတင်ထားတဲ့လက်တွန်းလေးကြီးကိုဆွဲသူကဆွဲတွန်းသူကတွန်းနဲ့တဟိဟိအော်ဟစ်တန်နေရလဲအာသူဘကိုမြိုင်းဆိုင်နေစေတဲ့တရွေ့ရွေ့နဲ့အိမ်ရှိကိုရောက်လာတဲ့အာသူဘတွန်းလေးကြီးကိုကြည့်ပြီးမန်နွေးနွေးအောင်လဲရှိုက်ကြီးတငယ်ကိုချလိုက်ပါတော့တယ်သူ့ပေမှာတော့တငယ်ချင်းမတယောက်အဖို့အပြစ်ရှိနေတယ်ဒီကနေ့တော့မန်နွေးနွေးအောင်စူမဲပူမဲသူလဲမရှိ နောက်ဆုံးအနေနဲ့မိဘများခွင်လွှတ်ပေးထားလိုက်ဟန်တူတယ်ကာလာသားတို့ကမြတဲ့ရင်အဖြစ်ပြက်ကိုတိထားလေတော့ မနှင်းနှောင်တို့အိမ်ရှိမှာမကြကြအောင်တမင်တက်တက်စိန်ဆွဲတွန်းနေကြတယ်။ဒါပေမဲ့ကာလာသားတွေသတိမထားမိတာကခေါင်တလာတွန်းလဲကြီးကဒီနားရောက်မှပဲပိုလေးလံလာတယ်။ခေါင်တလာကိုဝိညာဉ်တွေကတက်ခွဖိထားကြဟန်တူတယ်။စတွေ့ရသတိထားမိသူက ကာလာသားကောင်းတွန်းခဲ့။မတာတွန်းလဲကြီးကဘယ်နဲ့ဒီအိမ်ရှိရောက်မှကတ်တက်တက်ဖြစ်နေရတယ်မသိ။မတာတွန်းလဲကမရွေ့ပဲရက်နေတာနည်းနည်းကြာသွားရေးထင်တယ်။မနှင်းနှောင်ရဲ့အဖေဦးကျော်ဇော်က ဆရာတကားဝါမမျက်တောင်နေနဲ့လမ်းကြည့်တယ်။တဘောကသူ့အဆက်ကိုခွဲနေသလားလို့ပေါ့။ဒီလူကြီးကတစောက်ကန်းတစွထိုးကြီးဘသူမှအာနာတတာမဟုတ်တော်နေကြဒေါသတကြီးထွက်ပြောမှဖြစ်မသာရှင်နဲ့ထိတ်တိုက်တိုးပြီးအာလုံးအကတ်တွေ့ကုန်ကြမယ်။ထိုးကြောက်ကာလာသားကောင်းထိုးကင်ကမသာတွန်းလဲတွန်းနေကြတဲ့လူပြိုများတဲ့မှတယောက်ကိုလှမ်းအောင်ပြောလိုက်တယ်။ငနဲ့မိကောင်တွေကိုအားဆိုင်တွန်းခိုင်းစမ်းလျှက်ဒီနေရာရောက်မှမရွေ့တယ်လို့ပဲကွာ။ ထိုးနေတာပဲကိုကြီးထုံးခင်ကလဲပင်ရဘာနဲ့များခုနေတယ်လဲမသိဘူးတင်းကန်နေတယ်လုံးဝမရွေ့ဘူးဒါနဲ့ကိုထုံးခင်လည်းလဲပင်လေးပင်အောက်ဘာများခုနေလဲငုံကြည့်လိုက်တယ်အမလီမျက်စွာပါဗျာကိုထုံးခင်ဖင်တားရဲ့လဲကြသွားတယ်ခဏနေတော့မျက်စိမျက်နှာပြက်ပြက်နဲ့ထလာပြီးဘာမှမခုပါဘူးကွာကဲဟိဒီနားကဂုံအမောမို့လဲရမတက်တာကာလာသားတွေအားဆိုင်ပြီးတွန်းကြရအောင်လာကြဟိတွန်းကြတွန်းကြကိုထုံးခင်ကသူကိုယ်တိုင်ကောင်းဆောင်ပြီး မသားလေးကိုတော်ပါတယ်။ခုနကိုထိုးခင်လှဲရောက်ကိုငုံအကြည့်မှာဘာတွေ့လို့မျက်နှာပြတ်သွားသလဲဆိုတာနောက်တော့ကိုထွန်းခင်ကဦးနှက်ကိုပြောပြတဲ့လဲဘဲကိုလက်မဲကြီးနှစ်ဖက်ကနောက်ကနေအတင်းဆွဲထားတာကိုသူမြင်လိုက်လို့ထိတ်လန့်ပြီးလဲကျသွားတာတဲ့။ဒါပေမဲ့ကိုထွန်းခင်ကသူမြင်တာမပြောတော့ပဲလူအားနဲ့လဲကိုတွန်း၍စေခြင်းဖြစ်တဲ့ကိုထိုးခင်ဥဆောင်မှုနဲ့လဲကိုကာလာသားတွေကအားထက်အတော်ပါထူးထူးခြားခြားလဲပေါ်ကခေါင်းတလာကြီးက လှုပ်ခတ်လာတာအမြင်နဲ့သူကမြင်လိုက်ကြတယ်။ရေမညီလို့များလားဆိုတော့လဲမဟုတ်ပါဘူး။ဥကျော်သောတို့အိမ်ရှိကနည်းနည်းမော့တာလွယ်ရင်မြေကညီပါတယ်။အဲ့ဒါလို့လှုပ်ခတ်အပြီးမှခေါင်းတလာကြီးကထိမ့်မနိုင်တိမ့်မရနဲ့လဲပေါ်ကနေဘုံကနဲ့အတန်မြီအောင်ဥကျော်သောတို့အိမ်ရှိတဲ့တဲ့ကြီးပြုတ်ကြပါတော့တယ်။အခေါင်းကလူကတွန်းလိုက်တဲ့အလားဥကျော်သောရက်နေတဲ့ခြံတကားဝရောက်တဲ့အထိရှော့ကနေထွက်ကြတာအံ့ဩစရာပါပဲ။ ခြံဝရောက်တော့မှအခေါင်းကြီးကတိကနေရက်သွားတော့တယ်။တခါမှဒါမျိုးမဖြစ်ဘူးလေတော့နာရီပို့တဲ့သူတွေရောဥကျော်စောတို့မိသားစုပါအန်ဟောထိတ်လန့်ကုန်ကြတာပေါ့။ဥကျော်စောမိမဒေါ်မင်းမြင့်ဆန်းဟဲ့ဟဲ့ဘလို့ဖြစ်ကြတာလဲ။လောက်ကြပါအောင်ဟဲ့အခေါင်းကိုလှဲပေါ့အမြတ်ဆွဲတင်ကြပါဟဲ့။ကာလာသားတွေလည်းထိတ်ထိတ်ပြပြနဲ့အခေါင်းကိုဝိုင်းမှပြီးမသားလဲပေါ်ပြန်တင်ကြတယ်။ဥကျော်စောမျက်နှာကတိတိတသာပြည့်ဝနေပြီ။တောက်တဲ့ချက်ခောက်ပြီးအိမ်ထဲခြာကနေလဲဝင်သွားတယ်။ အပေါ်တဲ့ပရင်ပေါက်က မန်နွေးနွေးအောင်ကခုရီတကားပေါက်မှာရက်နေတော့မန်နွေးနွေးအောင်ရဲ့မျက်လုံးတွေကအခါကိုတဆိုင်မမတ်ကြည့်ရင်အံ့ဩဟန်မယုံကြည်နိုင်တဲ့အမူအရာရှိနေတယ်။တကယ်တော့မန်နွေးနွေးအောင်ကအခေါင်အနီးမှာသူ့ကိုလက်ရက်ခေါ်နေတဲ့ကိုမြတင်ရဲ့ဝိညာဉ်ကိုလှမ်းမြင်ရတယ်လို့သူ့ဘေးကအဖို့ပြုနေတဲ့တငယ်ချင်းဖြစ်သူမတ်တောင်းရင်ကိုပြောပြခဲ့တတ်တယ်။အခေါင်ကိုပြန်တင်ပြီးတော့မတားလဲရအနောက်ရှက်မရှိပဲတရွေ့ရွေ့နဲ့ထွက်သွားပါတယ်။ ို့ပေမဲ့အဲ့ဒီချိန်ကစပြီးတော့ဥကျော်စောတို့အိမ်ကကန်ဆုံမုံမောင်ကြတော့တာပဲနောက်တစ်ရက်မှဥကျော်စောကကောက်ခါငင်ငါကြီးအပြားကြီးဖြားတော့တယ်စေးစရာခေါ်ပြီးကုသပါတော့လဲတရက်တညသာခံတယ်သူ့အပြားရောဂါနဲ့နောက်တစ်ရက်၌ဆုံးမသွားတယ်ဥကျော်စောပြီးတော့ตาလည်းဖြစ်သူကိုစီသူ သူလည်းဥကျော်စောဤသူအပြားကြီးကခရောင်ကရန်ပြောဆိုပြီးကွယ်လွန်မြန်တယ်ตาဖားနှစ်ယောက်နှစ်ရက်သာချားတယ် တားဖားနှစ်ယောက်အဖျားကြီးပြီးခရောင်ကရန်ပြောဆိုရ၌တူညီတဲ့အချက်တစ်ချက်ရှိတယ်။အဲ့ဒါကတော့အိမ်ချံဝဘက်ကိုလက်ညှိုးထိုး၍ငါ့ကိုလာခေါ်နေကြပြီ။ကဲကြပါအောင်ဟုအကူအညီတောင်းခံကြခြင်းဖြစ်တယ်။ဖြစ်နိုင်တာက အလက်ကောင်ကကိုမြတင်ကိုထိုးချိတ်ရိုက်နှက်ခဲ့ပြီးဦးကျော်စောကတော့ဓာတ်နဲ့ခုတ်တဲ့ရန်ကြံရွယ်ခဲ့တာကြောင့်ကိုမြတင်ရဲ့ဝိညာဉ်က၎င်းတို့တားဖားအပေါ်တေလွန်တဲ့အထိအညှိုးထားခဲ့လေဟန်မင်း ကိုမြတင်ရမလဲမီတရက်ည9နာရီလောက်မှာတော့မန်နွင်းနှောင်ကသူ့အခန်းထဲ၌ဘိုးသက်ဆေးတောက်၍မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်။သူမသေးဆုံးခင်ကကိုမြတင်ကိုသူတို့အိမ်ရှိမှာမကြာခဏမြင်တွေ့ခဲ့ရကြောင်းမထောင်းရင်ကိုပြောပြသွားခဲ့တယ်။နောက်ဆုံး၌မတာတွန်းလဲခိတရဲ၍အခေါင်းပြုတ်ကြတဲ့အိမ်ရှိလူ၃ယောက်ကတိုက်ဆိုင်စွာဆုံးမသွားခဲ့လေတဲ့။ထို့ဖြစ်ပြကြောင့်တကြီးကနောက်နောက်မတာတွန်းလဲအားမိသူမမကစားကြရန်နဲ့ အခါကိုကျိုးနဲ့မြန်းမြန်စွာချီတုပ်ပြီးမှမကြတွန်းလဲကိုတွန်းကြရန်အမိန်ထုတ်လိုက်လေတော့တယ်။ဒါကတော့ကျွန်တော်အဖိုးဦးနဲ့ဓမ္မရွာပြောပြတဲ့အထက်ကတရွာတပုံစံထူးခြားထင်းလန်းပွဲရာကိုတွေ့အဖြစ်ပြက်တချို့မှထုံထုပ်တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ပရိသတ်များရှိဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။